ဒီနေ့ကျွန်တော်တို့ဆွေးနွေးသားမယ့်အစအုပ်ကတော့ခေတ်သစ်ကဘာကြီးအတွက်တန်ဖိုးရှိလာတဲ့လက်ညွန်ချက်တွေကိုပေးထားတဲ့ the digital bank method ပဲဖြစ်ပါတယ်။ဒီခေတ်မှာကျွန်တော်တို့အားလုံးဟာ digital ပစ္စည်းတွေရဲ့ဆွဲဆောင်မှုသတင်းချက်လက်တွေပေါ်များမှုကြောင့်အမြဲတမ်းအာရုံပြန့်လွင့်နေရပါတယ်။စိတ်ကူးတွေအကြံဉာဏ်ကောင်းတွေရှိပေမဲ့အဲ့ဒါတွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့အတွက်လိုအပ်တဲ့နည်းနည်းတဲ့အာရုံစုဆိုင်မှု deep focus ကိုဘယ်လိုပြန်လည်ရယူရမလဲဆိုတဲ့လက်တွေ့ကြားတဲ့နည်းလမ်းတွေကိုမျှဝေပြသမှာဖြစ်ပါတယ်။ကျွန်တော်တို့အာရုံစုဆိုင်မှုရော့ကျလာတာကျွန်တော်တို့ရဲ့ပင်ကိုစိတ်တဲ့ကြောင့်မဟုတ်ပဲ ျွန်တော်တို့နေထိုင်နေတဲ့ပတ်ဝန်းကျင်စနစ်ကြောင့်ဖြစ်ပါတယ်။ social media platform တွေ application တွေဟာကျွန်တော်တို့ရဲ့အာရုံကိုဖန်ဆာပြီးအချိန်ကြာကြီးဆွဲမြဲနေအောင်ရည်ရွယ်ချက်ရှိရှိဖန်တီးထားတာဖြစ်ပါတယ်။အာရုံစွဆိုင်မှုဆိုတာထိန်းချုပ်ရခက်တဲ့စိတ်ခံစားမှုတစ်ခုမဟုတ်ဘဲလေ့ကျင့်ယူလို့ရတဲ့ကျွမ်းကျင်မှုတစ်ခုသာဖြစ်ပါတယ်။စာရေးသူကကိုယ်ကာယလေ့ကျင့်ခံလုပ်သလိုပဲကျွန်တော်တို့ရဲ့အာရုံစွဆိုင်မှုကြော်သားတွေကိုနေ့စဉ်ပုံမှန်လေ့ကျင့်ပေးဖို့လိုတယ်လို့ဆိုပါတယ်။တနေ့တိုင်းသိငယ်တဲ့အချိန်တိုင်းတာတစ်ခုကိုသတ်မှတ်ပြီးအဲ့ဒီအချိန်တွေမှာ ညီတီအနောက်ချက်ကိုမှမခံပဲလုပ်ငန်းတစ်ခုတည်းကိုသာအာရုံစိုက်လှုပ်ဆောင်ပါ digital ကဘာကကျွန်တော်တို့ကိုချက်ချင်းစိတ်ကျေနပ်မှု instant gratification ရဖို့အတွက်လက်ကျင်ပေးထားပါတယ်ဖုန်းကိုတစ်ချက်ကြည့်လိုက်တာနဲ့သတင်းအသစ် message အသစ်တွေကိုတွေ့ရတဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ထဲက dopamine တက်တွေထွက်လာပြီးစိတ်ကျေနပ်မှုကိုရရှိစေပါတယ်ဒါပေမဲ့တကယ်တန်ဖိုးရှိတဲ့အလုပ်တွေကတော့ချက်ချင်းရလက်မပေးဘဲနောက်နေတဲ့စိတ်ကျေနပ်မှု delay gratification ကိုသာရရှိနိုင်ပါတယ်။ digital bank ဆိုတဲ့အယူအဆကနှီးပညာကိုလုံးဝဆွလွတ်လိုက်ဖို့မဟုတ်ပါဘူး။နှီးပညာကိုပညာရှိစွာအသုံးပြုပြီးအတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုနဲ့အာရုံစူးစိုက်မှုကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အလိုအပ်ချက်တွေရှိပါတယ်။အာရုံစူးစိုက်မှုကိုဖြတ်စည်းတဲ့အရာတွေထဲမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကအဓိကပဲဖြစ်ပါတယ်။လုပ်ငန်းပြင်မှာအာယုံစုဆိုင်နေခြင်းဖုန်းကိုလမ်းယူမိမဲ့အနေအရာကနေဖေထားပါမလိုအပ်တဲ့ notification တွေအလုံးကိုပိတ်ထားပါ တဲ့ရဲ့လုပ်ငန်းနေရာကိုအနောက်ရှက်ခံနိုင်ရှိတဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲလိုက်ပါနေ့စဉ်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့အလုပ်တွေထဲမှာအချိန်ပေးသင့်တဲ့တန်ဖိုးမြင့်အလုပ်တွေ high value task နဲ့အချိန်ဖြုန်းစီတဲ့တန်ဖိုးနဲ့အလုပ်တွေ low value task ဆိုတာရှိပါတယ်ဒီဂျစ်တယ်မက်နေလန်က80 20နေရာမှာကိုကျင့်သုံးပြီး သင်ရရလက်80%ကိုပေးမယ်အရေးကြီးတဲ့အလုပ်20%ကိုသာရွေးချယ်ပြီးလက်လက်နေနဲ့အာယုံဆိုင်လှုပ်ဆောင်ခိုင်းပါတယ်။နက်ဆိုင်နဲ့အာယုံဆူဆိုင်မှုကိုထိန်းသိမ်းဖို့အတွက်စေရောကိုပါရွေးချယ်ရှိရှိအနားယူခြင်းကမရှိမဖြစ်လိုအပ်ပါတယ်။အာယုံဆူဆိုင်မှုအကောင့်နဲ့ပညာရှင်တွေဟာအလုပ်ကိုသာအပြင်းထန်လုပ်ရုံမဟုတ်ဘဲသူတို့ရဲ့စိတ်ကိုအနားပေးဖို့အတွက်အနားယူခြင်းကိုလည်းတည်တည်ချာချာသတ်မှတ်တတ်ကြပါတယ်။အလုပ်ပြီးချိန်မှာဖုန်း၊ကွန်ပျူတာတွေကိုလုံးဝခဏထားပြီးစိတ်ကိုရှင်းလင်းပေးပါ။ ဒီ focus ဟာတခါလေးနဲ့ချက်ချင်းရရှိနိုင်တဲ့အရာမဟုတ်ပါဘူး။နေ့စဉ်လိုရိုးလှုပ်ရှင်တွေနဲ့တိဆောက်သွားရမှာဖြစ်ပါရင်အချိန်တတ်မှတ်ခြင်း time blocking ဆိုတာတည့်ရတနေ့တာအချိန်စရာမှာအလုပ်တိုင်းအတွက်တတ်တတ်မမတ်အချိန်အပိုင်းခြားတွေကိုတတ်မှတ်ပေးထားတာပဲဖြစ်ပါရင်ဒီနည်းလမ်းကသင်ပဲအချိန်မှာမလုပ်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိစေပြီးအာရုံပြန့်လင့်မှုကိုအလိုလျောက်လျှော့ချပေးပါရင် အရေးကြီးဆုံးလုပ်ငန်းအတွက်အချိန်ကိုမနက်ပိုင်းမှာတတ်မှတ်ပြီးခြင်းဖြင့်အောင်မြင်မှုကြာခိုင်နှုန်းပုံမှုများပြားစေပါတယ်။ကျွန်တော်တို့ရဲ့အုံနောက်ကတစ်ချိန်ထဲမှာအလုပ်တစ်ခုထက်ပိုပြီးထိထိရောက်ရောက်လှုပ်ဆောင်ဖို့မဆွမ်းဆောင်နိုင်ပါဘူး။ဒီပိုင်းနဲ့တဲ့အလုပ်များခြင်း multitasking ဟာတကယ်တော့အလုပ်တစ်ခုက နေနောက်တစ်ခုကိုအလင်းအမြန်ခုံသွားနေရတာဖြစ်ပြီးအချိန်ပိုကုန်စေုံသာမကအလုပ်ရဲ့အရေးသေးကိုပါကြာဆင်းစေပါတယ်။ digital bank နည်းလမ်းကတစ်ချိန်နေအလုပ်တစ်ခုသာအယုံဆိုင်လှုပ်ဆောင်ဖို့တိုက်တွန်းထားပါတယ်။ ခန္ဓာကိုယ်ကအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်ကြောင်းကိုစိတ်ကိုအချက်ပြဖို့အတွက်အလုပ်စတင်ခြင်းဒလိကိုဖန်တီးပါဥပမာမစတင်မီဂါမနီခန်တရားထိုင်ခြင်းကော်ဖီတစ်ခွက်ဖြော်ခြင်းဒါမှမဟုတ်လှုပ်ဆောင်ရမယ့်စာရင်းတွေကိုသုံးသပ်ခြင်းစတဲ့ဒလိတွေဟာတည်အောင်တော့ကိုအယုံစုစားရမယ့်အချိန်ရောက်ပြီလို့အတည်ပြုလိုက်တာပဲဖြစ်ပါတယ် Digital Bank Method ဆောက်ကနေကျွန်တော်တို့အားလုံးဟာ အောင်မြင်မှုရဲ့လိုအပ်ချက်လုပ်ငန်းခွင်နိုင်ငံပေါင်းများစွာအလုပ်လုပ်ခြင်းမဟုတ်ဘဲနည်းနည်းသောအာရုံစူးစိုက်မှုဖြင့်တန်ဖိုးမြင့်အလုပ်များကိုထိရောက်စွာလုံဆောင်ခြင်းဖြစ်ကြောင်းနားလည်ခဲ့ရပါတယ်။အာရုံပြန့်နေမှုများကကျွန်တော်တို့ရဲ့စိတ်ကိုခိုးယူနေတဲ့ခေတ်သစ်ရန်သူတွေဖြစ်ကြောင်းသဘောပေါက်ပြီး၎င်းတို့ကိုစနစ်တကျထိန်းချုပ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဟာတနေ့တာအတွင်းရည်ရွယ်ချက်ရှိရှိအချိန်သတ်မှတ်ခြင်းတန်ဖိုးရှိတဲ့အလုပ်ကိုသာအာရုံဆိုင်ခြင်းစတဲ့အချိန်တွေကိုလိုက်နာကျင့်သုံးခြင်းအပြင် မိမိတို့ရဲ့အလုပ်လုပ်နိုင်စတဲ့ရလဒ်တွေကိုတည်တည်တသာမြင့်တင်နိုင်မှာဖြစ်ပါတယ်။အဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။